ကဲယောက်ျားတွေကသူတို့ဖောက်ပြန်လာကြတော့ကျွန်တော်တို့မိန်းမတွေကခွင့်လွှတ်ရတယ်မိန်းမတွေဖောက်ပြန်ကြတယ်ယောက်ျားတွေကဘာဖြစ်လို့ခွင့်မလွှတ်တာလဲကျွန်တော်တို့မိန်းမတွေဖောက်ပြန်လို့မရဘူးလားသူတို့တောင်ဖောက်ပြန်သေးရပဲဆိုပြီးတော့မှမေးတယ်ညီမလေးတွေအမပြောပြမယ်နော် ကျွန်တော်တို့ကယောက်ျားတွေလောက်တဲ့အတိုင်းကျွန်တော်တို့မိန်းမတွေလိုက်လို့လို့မရဘူးလိုက်လို့လိုက်ရင်စိတ်ချဘဝပြတ်သွားမှာကျွန်တော်တို့မိန်းမတွေပဲသိလားဘာလို့တဘာဝချင်းမတူဘူးတဘာဝချင်းမတူတာကိုဇွတ်တန်းညှိလို့မရဘူး ဇွတ်တန်းညှိလို့မရဘူးကျမထပ်ပြောမယ်နော်ညားသွားဖြင့်ကျမကိုလာမေးတဲ့သူတွေအများကြီးပဲအရင်တော့ကအရင်များတယ်အဲ့တော့အဲ့မှာတချို့မိန်းမတွေကကိုယောက်ျားအဲ့လိုဖြစ်လို့ဆိုပြီးမှဒီဘက်ကနေအပြိုင်လိုက်လို့တာလိုက်လို့လိုက်တော့ဘာဖြစ်သွားတော့ဆိုတော့အဲ့ယောက်ျားတယောက်နဲ့အိမ်အောင်ခွဲသွားတယ်အဲ့ယောက်ျားတယောက်ကနောက်ထပ်အိမ်အောင်တစ်ခုကောင်းကောင်းမပြုလို့လေရနေတယ်ဒါပေမဲ့အဲ့မိန်းကလေးကလုံးဝဘဝပြတ်သွားတာတင်တာ ့ဘလူးဖောက်ကို तू ကအဲ့လမ်းကြောင်းထဲမှာလေကိုကိုကိုပြန်ပြီးဖတ်ဆယ်လို့မရတော့ဒါမျိုးဖြစ်သွားတယ်ပဝင်းချင်းကလည်းအရန်ကိုအထင်မြင်သေးချင်းခံရတယ်အဲ့တော့ဒါကြီးကတရားမျှတမှုမရှိဘူးဒီလိုဖြစ်ကိုဖြစ်ရမယ်လို့ကျမတို့သွားဟောလို့မရဘူးအဲ့လိုလေကျမတို့နိုင်ငံရဲ့ culture ပဲကျမတို့နိုင်ငံရဲ့ယဉ်ကျေးမှုကျမတို့နိုင်ငံရဲ့เนาะဟိုပေါ့ဒလိထုံနှင်းစင်လာတယ်ဒီတိုင်းသွားတယ်အဲ့ဒါယူကျမတို့ကဇွတ်တန်းညီပြီးပြောလို့မရဘူးတိလား เนาะไม่อยากนะตะคู่แทบเปิ่มเนาะจม้าဆိုလို့ရှိရင်จม้าယောက်ျားจม้าကိုအိမ်နောင်ကြီးဖောက်ပြန်ကြီးခံရလို့ရှိရင်လုံးဝယောက်ျားကိုဆက်မပေါင်းဘူးจม้าကွာပြစ်လိုက်မှာပဲဆိုပြီးမှပြောတယ်မိန်းကလေးအများစုတကယ်ပြောတာအမတကယ်စီရင်တာ ਨੇ ပြောတာเนาะအမမပါစိတ်မှမရှိဘူးအဲ့မိန်းကလေးအများစုကလေနောက်ထပ်အိမ်နောင်ကြီးထပ်ပြူလိုက်မှာအိမ်နောင်ကြီးကံမကောင်းတာများတယ်တိလားเนาะကိုယောက်ျားနဲ့အိမ်နောင်ခွဲသွားတယ်ကိုကတခုလက်ဖြစ်သွားတယ်နောက်ထပ်နောက်ထပ်ထပ်ပြီးတော့မှအဲ့မိန်းကလေး ဲ့လိုဖြစ်သွားတယ်မင်းကလေးရဲ့ငားစရာကနေကြောလေးနောက်ထပ်တခြားယောက်ျားကြီးနဲ့သွားပြီးပတ်သက်မိကြတယ်အမဟောက်လာပြောတဲ့သူတော်တော်များတာနော်သူကိုယ်တိုင်ကဒီအလိုအခြေအနေကိုမုံလုံးတော့သူကိုယ်တိုင်ဟိုယောက်ျားကိုထားပစ်ခဲ့ပြီးကွဲပစ်ခဲ့တာဒါပေမဲ့သူဒီဘက်မှာနောက်ထပ်အိမ်အောင်ပြုဖို့သူစူးစမ်းတဲ့အခါမှာသူမတိလို့တော့ကောင်နော်ဟိုပတ်သက်ပြီးမှတိတော့တော့ကောင်တခြားအမျိုးသမီးတစ်ယောက်ရဲ့ ယောက်ျားနေနဲ့သွားပတ်သက်မိတတ်တယ်။သွားပတ်သက်ရတဲ့အခြေအနေမျိုးတွေကြုံတတ်တယ်။အိမ်တော်တစ်ခုပြိုကွဲပြီးမှနောက်ထပ်အိမ်တော်တစ်ခုအစ်စ်ကိုတီထောင်တဲ့အခါမှာလေအိမ်တော်ကြီးကံကောင်းတဲ့မိန်းမတွေကလေတော်တော်ရှားတာတော်တော်ရှားတယ်။တိလားဒါတကယ်တကယ်စည်နာအစ်စ်နဲ့ပြောတာအဲ့ကောင်ကြတော့ဒါကြောင့်မို့အမတို့ကအိမ်တော်တစ်ခုပြုတဲ့အခါမှာတော်တော်များများမိန်းမတွေကလေတက်နိုင်တဲ့များအိမ်တော်ကြီးကိုမပြိုကွဲအောင်ထိန်းသိမ်းစောင့်ရှောက်ကြတာတိလား ဘာလို့လဲဆိုတော့ယောက်ျားတွေရဲ့သဘောကလည်းတစ်ခုလက်တို့မတို့မုံဆိုးမတို့ single မသားတို့เนาะဒီလိုမျိုးပေါ့တလင်ကွာတို့အဲ့လိုမျိုးတွေအစိုးဖြစ်လဲဆိုလို့ရှင်သူတို့ရဲ့စိတ်မှာကွာအချောင်နှိုက်မြည်ကျင်တယ်ကွာဒီလားလာစမ်းကြည့်ကျင်တယ်အလကားရရင်သူတို့လာပြီးမှအချောင်လာနိုင်ပဲတမိုးထားခြင်းခံရတာအရန်နေတယ်တကယ်နေတာเนาะအဲ့ကကြတော့ဘယ်တော့မဆိုကိုကတခုခုဆုံးဖြတ်တော့မယ်ဆိုဘယ်တော့မှအလင်းစလို့မဆုံးဖြတ်ရဘူး သွေးအေးတဲ့ဒီခဏဆောက်ပါတယ်ကိုဆုံးဖြတ်မယ်ဆုံးဖြတ်ချက်တစ်ခုကိုကိုသွေးအေးတဲ့အချိန်ကြမှာတကယ်ဒီလိုဆုံးဖြတ်ရအောင်လားဆိုအဲ့ကြမှာကျွန်မအမတို့က decision ချရတာအဲ့ခါကျတော့ဒီပြောခဲ့တဲ့ဒီစကားတွေကလည်းလေအမရှိရဗီဒီယိုတွေမှာအများကြီးပြောခဲ့ပေးပြီးသားပါတချို့ကကျတော့ခုမှစကြည့်မိကြတာလေနော်ရှေ့မှာအကုန်ပြောထားပြီးသားတွေအဲ့တော့အားလုံးကိုလေတကယ်အပြူသဘောဆောင်တဲ့စိတ်နဲ့စေတနာနဲ့အကောင်းနဲ့ဟိုဘယ်လိုပြောမလဲ ဘယ်လိုပြောရမလဲကွာဟိုပိုပိုကောင်းမွန်နေပေါ့နော်ဘဝတစ်ခုဖြစ်စီခြင်းလို့ပဲအမက ပြောပြတာသိလားစိတ်လက်မှန်ပါဘာမှမလုပ်ရအောင်ကိုယ့်ရဲ့စိတ်ကိုအလိုလိုက်ပြီးတော့မှဘယ်တော့မှဆုံးဖြတ်ချက်ကိုညင်ညင်ဆန်ဆန်မချရအောင်အချင်းယူပြီးမှတေချာစနစ်တကျဆုံးဖြတ်ရတယ်ဘယ်လိုဆုံးဖြတ်ချက်မှန်သမျှအောင်နော်အဲ့ဒါလို့တော့အမတတိပေးခြင်းနေ